အားလုံးပဲမင်္ဂလာပါ Lollipop Fan နေပြီးတော့ပြန်လည်ကြိုဆိုလိုက်ပါတယ် Harvest Day အခုတစ်ပတ်ကျွန်တော်တို့စီကြောင်းနဲ့ပတ်သက်ပြီးတင်ဆက်ပေးမယ့်ကောင်းစဉ်လေးကတော့ Harvest Day ရိတ်သိမ်းတဲ့အစီအမံဖြစ်ပါတယ် Harvest Day မှာဆိုရင်အခုစပူပြီး6ပတ်နောက်ပိုင်းကျွန်တော်တို့စပြုထားတဲ့အပင်ရဲ့တက်တမ်းမပြေခင်မှာ collection လုပ်ပြီးအခုရဲ့ triangle ရောင်ကိုဆက်စည်ရပါမယ် triangle ရောင်ဒီအကြီးရောင် clear ဖြစ်နေရင်ရိတ်သိမ်းဖို့အစီ ုင်ကုန်းရောင်သည်နိုနစ်ရောင်မစ်ကီတို့ကိုကလောက်ဒီကာလာပြောင်းပြီဆိုပါကရှိတဲ့ရန်အတင်းလို့ဆိုအချီနီလို့တတ်မှတ်ရမှာပဲဖြစ်ပါတယ်။ဖိုင်ကုန်းရောင်ကိုပရင်းရောင်အန်ဘာပြောင်းလိုက်တဲ့အချိန်စောင့်ပြီးရှိတဲ့လို့လည်းရပါတယ်။ရှိတဲ့နဲ့ဝေါ်မူတီဗီ DHC level တွေနဲ့အနံ့အရသာတွေခန်းစားချက်တွေကကွဲပြားသွားမှာဖြစ်ပါတယ်။ဥပမာ triangle ရောင်ကိုနိုးနေရောင်အနေထားမှာရေးမယ်ဆိုရင် DHC level အမြင့်ဆုံးဖြစ်တဲ့အတွက် high tech ခံစားချက်ကိုဒီဒ ရင်ရောင်အနေထားမှာရိတ်မယ်ဆိုရင် DHC ရဲ့နိုင်ငံရောပြီး CBN ဆိုတဲ့ drug တစ်ခုအနေငယ်ဒူလာမှာဖြစ်တဲ့အတွက်တောက်တဲ့အခါမှာ EC ဖြစ်တဲ့ခံစားချက်မျိုးကိုကိုရရှိမှာဖြစ်ပါတယ်ကျွန်တော်တို့စိုက်ပျိုးထားတဲ့အပေမျိုးစားဖြစ်တဲ့ Stiva, Tomo, Indica စသည်တို့